မင်္ဂလာပါရှင်အော်တိုဘာလ23ရက်တနင်္လာနေ့အတွက်ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်လူစီကားရနေရာများအနီးမြို့ကြီးများတွေ့လာတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့တွင်အများပြည်သူသွားလာမှုများပြားရာနေရာများအနီးမှာမြို့ကြီးများကိုအခုနောက်ပိုင်းကာလများအတွင်းတွေ့ရှိမှုများရှိလာကြောင်းသိရပါတယ်။ အောက်တိုဘာ9ရက်ကညနေပိုင်းအပန်းဖြေလာရောက်သူများစွာဖြင့်စီကားလေးရှိတဲ့အင်အားကံပေါင်းပြည်လမ်းမဖက်ချမ်းမှလူသွား platform ရှိ student mall တွင်ခွေနေတဲ့စပတ်ကြီးမွေတကောင်ကိုတွေ့ရှိခဲ့ပါတယ်။မယံကုန်းမြို့နယ်3ရက်ကွယ်တန့်စင်လန်းရှိဒူနေအိမ်ခြံဝင်းအတွင်မှအရှိကိုးပီကန်းရှိတဲ့စပတ်အုံးမွေတကောင်ကို အောက်တိုဘာ9ရက်နေ့နောက်ပိုင်းက၎င်းမယံကုန်းမြို့နယ်9ရက်ကွယ်မှလူနေအိမ်ခြံဝင်းရေမြောင်းအတွင်အရှိခွနပီကန်းရှိတဲ့စပတ်အုံးမွေကိုအောက်တိုဘာ3ရက်က၎င်း ရန်ကုန်မြို့နယ်6ရပ်ကွယ်တိသားစကီကျောင်းဝင်းလူနေအဆောက်အဦအခန်းတောင်တွင်လင်းမွေတကောင်ကိုအောက်တိုဘာ2ရက်က၎င်းမရန်ကုန်ရှစ်မိုင်ရှိလူနေခြံဝင်းတွင်မှတပြားပုံအောက်တွင် ရောက်နေတဲ့အရှိခွနပီကန်းရှိတဲ့စပအုံးမွေကို စက်တင်ဘာ30ရက်နေ့နောက်ပိုင်းက၎င်းဖမ်းဆီးခဲ့ကြကြောင်းသိရပါတယ်။အဆိုပါစပကြီးမှုများသည့်အစိတ်မရှိတော့လေခြုံထက်တဲ့သွားများရှိပြီးအကိုက်ခံရသူအနေဖြင့်သွေးထွက်လွန်၍နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာမျိုးကိုခံစားရနိုင်ကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အင်းစင်မျိုးနယ်ရှိမြစ်မှုတက်ကိုကံမိလောင်မှုမှာဂတ်စ်မီဖို့အပူလွန်ကဲမှုကြောင့်ဖြစ်တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းကုန်တိုင်းဒေသကြီးအင်းစိမ်မြို့နယ်ရှိမြစ်မှုတက်ကိုကန်တွင်ဂတ်စ်မီဖို့အပူလွန်ကဲ၍မိလောင်မှုဖြစ်ပွားရာအပေါ်တစ်ထပ်လုံးမိလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။ ဖြစ်စဉ်မှာအော်တိုဘာ17ရက်ည9:25မိနစ်ခန့်ကအင်းစိန်မြို့နယ်စဝိုင်းကုန်းရက်ကွက်လမ်းတစ်လမ်းရှိမြို့မတက်ကူကန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့်မိလာမှုဖြစ်စဉ်တွင်လူထိခိုက်မှုရှိသောလေတဲကူကန်၏အပေါ်တက်တစ်ထပ်လုံးနှင့်အောက်ထက်ရှိအတွင်းပစ္စည်းများမှမိလောင်ဆုံးရှုံးခဲ့ကြောင်းသိရပါပါရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဆက်သွယ်ရေးဥရီပုံမှန်66ကားကြီးဖြင့်အမှုဖွင့်တိုက်ကြားခံထားရတဲ့သမီးစုကိုတက်ကူကူကူတက်ဆိုင်ရာကဖမ်းဆီးထိန်သိမ်းတဲ့တွင်ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေပုံမှန်66ကာကြီးဖြင့်အမှုဖွင့်တိုင်ကြားခံထားရတဲ့တပိစုခေါ်တက်ကူကူကိုတက်ဆိုင်ရာကဖမ်းဆီးထိန်သိမ်းလိုက်ကြောင်းသိရပါဗျ။မန္တလေးတိုင်းဒေသကြီးပြည်ဦးလီမြို့နေဒေါ်အီတင်ကိုမှ၎င်းရဲ့မိသားစုအတိုင်းဝိုင်းများလုပ်ငန်းများလူမှုရေးများပျက်စီးစေရန်၎င်းဆက်ဆဲပြုစုခြင်းထောင်ချပြစ်ဒဏ်ရရှိစေလိုကြောင်းနှုတ်မထုတ်ဖော်ရေး၎င်းပြောဆိုခဲ့တဲ့တပိစုခေါ်တက်ကူကူကိုပြီးခဲ့တဲ့အောက်တိုဘာလ6ရက်ကပြည်ဦးလီမြို့မှရဲစခန်းတွင် ပါနှစ်တင်ကမြင်ဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှန်66ကာကြီးဖြင့်အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရပါဗျာ။ အဲ့ဒီလိုအမှုဖွင့်တိုင်ကြားထားတာကြောင့်အောက်တိုဘာ12ရက်နေ့တွင်ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှတက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရပါဗျ။အေတင်ကိုအနေဖြင့် PDF ကိုထပ်ဖို့လုပ်ငန်းများလှုပ်ဆောင်နေကြောင်းတက်မအရာရှိကြီးများနဲ့လူမှုရေးအရှုပ်ရှင်များရှိကြောင်းအပါအဝင်ပုဂ္ဂိုလ်ရေးရာများကိုတမီစုကိုတက်ကူကူက၎င်းရဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာတွင်ရုပ်သံဖြင့်ပြောဆိုဖြန့်ဝေမှုများဆောင်ရွက်ခဲ့မှုကြောင်းလည်းသိရှိရပါဗျ။